မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကင်းပြည်နယ်မြောက်ရီမြို့ကနေပေါ်တာဆွဲဖမ်းဆီးရရှိထားတဲ့လူငယ်များကိုဖမ်းကိုတွားပို့တဲ့ရဲဆက်3ဦးလမ်းမှာပျောက်ဆုံးပြီးတော့သတင်းအစားနာမရတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ3ရက်နေ့မှာကင်းပြည်နယ်မြောက်ရီမြို့နယ်ရဲတပ်ဖွဲ့ကရဲဆက်3ဦးဟာမြောက်ရီမြို့ကနေပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အယောက်20ကိုဥဆောင်ခေါ်ဆောင်သွားပြီးတော့ဒေါနာတောင်လမ်းပိုင်းကနေတဆင်ဖမ်းမြို့ကိုတွားရောက်ပို့ဆောင်တဲ့အချိန်မှာလမ်းခီးမှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ ီကနေ့စက်တင်ဘာလ22ရက်နေ့အထိ18ရက်ကြာရဲများနဲ့လူငယ်များပါပျောက်ဆုံးပြီးတော့သတင်းအစနာမရဘူးလို့ပြောပါတယ်စက်တင်ဘာလ3ရက်နေ့မှာမြောက်ရီကနေဖအံကိုဆင်းသွားတာရဲခရိုင်မူဟောင်းရဲမင်းသူပတ်သွားတယ်သူကရဲသတင်းပေးပြန်လုပ်နေတဲ့သူသူနဲ့မြောက်ရီစခန်းကရဲ12ယောက်ပေါင်းရင်ရဲအလုံးပေါင်း73ယောက်ပါပေါ်တာဆွဲဖမ်းဆီးခံတဲ့လူငယ်ကအယောက်20ရဲ့ဆင်းသွားတာပါပထမက BGF နဲ့ရဲကားတွေရင်တိုင်းနဲ့ဆင်းပြီးလမ်းမှာ BJF ကနေခဲ့တယ်ဒေါနာတောင်ချောပေါ်မှာသတင်းအစားအနာပျောက်သွားတာလို့မြောက်ရီမြို့နယ်ရဲသတင်းအရေးမြစ်ကပြောဆိုထားပါဗျ ရဲဆက်သုံးဦးပျောက်ဆုံးနေမှုကိုမြောက်တွေကစစ်တပ်ထောက်ခံတဲ့ပြူစောတိအဖွဲ့များကလူမှုကွန်ရက်ပေါ်မှာစုံစမ်းစစ်ဆေးပေးရန်တောင်းဆိုတဲ့ post များတင်ခဲ့ကြတော့လေစစ်တပ်ကအဲ့ဒီသတင်းကိုဖျောက်ချရန်ဖိအားပေးတဲ့အတွက်လူမှုကွန်ရက် post များပြန်လည်ဖျောက်ချသွားတယ်လို့သိရပါတယ်သူတို့ချိန်ပြီးတော့သတင်းကိုစုံစမ်းနေတာအခုချိန်ထိအဆက်အသွယ်မရသတင်းပြောင်းနေတာရှင်းခံလိုက်ရပြီလို့လည်းအားလုံးကသုံးသပ်နေကြတယ်တချို့ကလည်း BGF ကသတင်းပေးလို့ဖမ်းမိသွားတာလည်းပြောနေကြတယ်ဒေါနာတောင်ပေါ်မှာကအဖွဲ့ပေါင်းစုံရှိလာဆိုတော့ ရဲရီပျောက်နေတာကတော့အမှန်ပဲလို့မြောက်ရီမျိုးကဒေသသတင်းရင်းမြစ်ကအတီးပြုတ်ပြောကြားထားပါတယ်လက်ရှိမြောက်ရီမြို့မှာစစ်တပ်ကနေရာစုံနေရာယူတပ်ဆွဲထားပြီးတော့တဖက်မှာလည်းအမတ်1အမတ်2အမတ်5ရက်ကွက်ကရက်ကွက်အုပ်ချုပ်ရင်းမှုများနဲ့စစ်တပ်ဘက်ကရက်တီနေတဲ့လက်နက်ကိုင်အောက်ခြေတပ်ဖွဲ့များပူးပေါင်းကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထီးလင်းမှာစစ်တပ်ကဖွဲ့ထားခဲ့တဲ့ KN တချို့ကို PDF များကတိုင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထီးလင်းနယ်တဝိုက်ကိုစစ်တပ်ကစစ်ကြောင်းထိုးတာတွေနဲ့ စစ်ကြောင်းဖြတ်သွားဖြတ်လာလောက်တာတွေကတော့လာတိုင်းလိုလိုရှိနေပါတယ်အဲ့ဒါကြောင့်မလို့ဘယ်စစ်ကြောင်းကနေပြီးတော့လမ်းမှာဖွက်ထားခဲ့တဲ့ပစ္စည်းတွေလဲဆိုတာကတော့အတိအကျပြောဖို့ခက်ပါတယ်အခုတင်းစီရမိခဲ့တဲ့ခဲယမ်းတွေဟာလဲဂန်ဂေါခရိုင် YRA တပ်ဖွဲ့ဝင်တွေကနေမြေရှင်းလင်းတဲ့အချိန်မှာတော်တဲ့တနေရာကနေရှာဖွေတင်းစီနိုင်ခဲ့တာပါလို့ပြောပြထားပါတယ်စစ်တပ်လက်အောက်ခံကပါစာ24ကနေရိတ်ခါပို့ပြီးတော့ပြန်လာတဲ့စစ်ကြောင်းကတော့ဒီလင်းမြို့နယ်နဲ့ပေါ့မြို့နယ်အဆက်ကကြေးရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်ကလူတွေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့လေကြောင်းကနေလဲအဆက်မပြတ်တိုက်ခိုက်နေတယ်လို့ ပေါ့ချေဆိုင်တော်လိုင်းတက်ဖွဲ့ဝင်းနေစီကတည်ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာထိုင်းနယ်စပ်မှာစိတ်ကြွယူသူဆေးပြားငါးတန်းနီးပါးကိုတဲဆောင်လာသူတအုပ်ကိုဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ကဖမ်းဆီးလိုက်ပြီးတော့အဲ့ဒီအမှုမှာပါဝင်တဲ့မူရဆေးကုန်ကူးသူများကိုဆက်လက်ရှာဖွေနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ20ရက်နေ့မနက်ကမြန်မာထိုင်းနယ်စပ် ပုံပါခြင်းမျိုးကိုတွားတဲ့လမ်းပေါ်မှာ UWSA တပ်မဟာခွန်ခွန်9ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ UWSA လာရှိုးမျိုးအခြေစားပြည်ပဆက်ဆံရေးတာဝန်ခံဦးညီရန်က၎င်းရဲ့လူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ် ။သတင်းပေးတဲ့သူက UWSC တပ်မဟာခွန်ခွန်9ကတရင်မှုထံအကြောင်းကြားလာတဲ့အတွက်ကားကိုလိုက်ရှာတဲ့အချိန်မှာမူရစေကုံကူးသူများကိုတွေ့ရှိခဲ့တယ်လို့သိရပါဗျ။၎င်းတို့အားလုံးဟာနေဆက်ဘက်ကိုထွက်ပြေးသွားတဲ့အတွက်လိုက်ရှာတဲ့အခါမှာအသက်38နှစ်အရွယ်အမျိုးသားတအုပ်ကိုဖမ်းမိခဲ့တယ်လို့အသိပေးထားပါဗျ။စေကျွယူသွဆေးပြား48သိန်း9000ပြားထည့်ထားတဲ့အိတ်23ဝိနဲ့အတူကားတစ်စီးကိုလည်းတင်စီးထားတယ်လို့ဦးညီရန်ကအသိပေးထားပါဗျ။ ၎င်းအုံမှုမှာပါဝင်ပတ်သက်သူအရေးအတွက်ကိုတော့ဖော်ပြထားခြင်းမရှိသေးပဲအမျိုးသားတအုပ်ကိုသာဖမ်းမိတဲ့အခြေအနေဖြစ်တယ်လို့ပြောပါတယ်ပုံပါခြင်းမြို့ဟာရှမ်းပြည်နယ်အရှိမိုင်းဆက်ခရိုင်မိုင်းတုံမြို့နယ်မှာရှိတယ်လို့သိရပါတယ်။ဝရဒေတာကမူရစေဝါများနဲ့ပတ်သက်ပြီးတော့ UWSA ပါဝင်ပတ်သက်နေကြောင်းစစ်ဆေးမှုများတွေ့ရှိခဲ့ပါတယ်။ UWSA ဟာမူရစေဝါထုတ်လုပ်မှုများရဲ့နောက်ွယ်မှာရှိနေကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်ကလည်းစွပ်စွဲခဲ့ဘူးပါတယ်။ အဲ့ဒီပြောဆိုချက်ကို UWS ကငင်းဆိုထားပြီးတော့ UWS အနေနဲ့မူရီဆေးဝါးကိုတိုက်ဖြတ်နေပြီးမူရီကုံတဲများကဝါနယ်မြေကိုဖျက်ဆီးသွားလာမှုတွေရှိနေတယ်လို့ထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်ရပ်ကွက်ဒီမှာမီးပြတ်နေတဲ့အချိန် Transformer ကမီးကြိုးတွေဖြတ်အခိုးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့စက်တင်ဘာလဒုတိယပတ်အတွင်းကမန္တလေးမြို့အောင်မြေသာဆန်မြို့နယ်ဥပုပ်တော်ရပ်ကွက်86လမ်းနဲ့ကိုလန်းထောက်မှာရှိတဲ့ Transformer ကမီးကြိုးတွေဖြတ်ခိုးခံလိုက်ရတယ်လို့မြို့ကန်တွေကပြောပါရယ်။မနက်၄နာရီလောက်မီးပြတ်တဲ့အချိန်မှာခိုးသွားတာလို့ရပ်ကွက်ခံတအူးကပြောပြထားပါရယ်။မီးကြိုးတွေဖြတ်ယူခိုးခံရလို့ရက်ွက်တစ်ခုလုံးရက်အနည်းငယ်ကြာလျှက်စစ်မီးပြတ်တောက်ခဲ့ရတယ်လို့သိရပါဗျ စစ်ခွေးလောက်ခံ EPC ကပြင်ဆင်ပေးတာမျိုးမရှိပဲရက်ွက်သူရက်ွက်သားတွေကိုတိုင်ငွေထည့်ဝင်ပြီးတော့မိကျိုးများကိုပြန်လည်တက်ဆင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်အလားတူပဲချမ်းရည်သာဆံမြို့နယ်လမ်း30နဲ့58လမ်းတောင်းက Transformer ကမိကျိုးတွေလည်းအခုရပိုင်းအတွင်းကပဲခိုးယူခံလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်မိကျိုးဖျက်ခံရတာတွေဖြစ်ပွားလာလို့ Transformer တွေကိုအကာအရံတွေစိုက်ကခြံခတ်ထားလိုက်ရတယ်လို့သိရပါတယ်စစ်ကောင်စီဟာမန္တလေးမြို့ပေါ်မှာပြည်သူတွေကိုစစ်ဆေးဖမ်းဆီးငွေညစ်တာတွေကိုလုပ်နေပေမဲ့ ခိုးဆိုလူနိုင်တွေကိုတော့ဖမ်းဆီးအရေးယူခြင်းမရှိဘူးလို့မြို့ကန်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုးတာအုတ်ရှိပင်မြို့မှာစစ်ကောင်မရှင်လက်အောက်ခံရဲနဲ့ထွေးဥတည်ရဲ့လက်ပါးစီတွေကစစ်မှုတန်းအတွက်သတင်းပေးဖမ်းဆီးခိုင်းတာဆိုင်ကယ်လိုင်စင်ကိုအကြောင်းပြပြီးတော့ဖမ်းဆီးတာနေအိမ်အစင်းအကြောင်းပြပြီးတော့ဝင်ဆွဲတာတွေကြောင့်ခိုင်းနိုင်ငံကိုအောက်လန်းကနေပြီးတော့ထွက်ပြေးသူတွေအများများနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပ်နဲ့နီးစပ်သူတွေအုတ်ကြီးတွေကိုလာစင်ကြီးပေးနေတဲ့သူတွေပါထွက်ပြေးနေရတာလာစင်ကြီးပေးထားတဲ့တထေးသားသမီးတွေလည်းပြေးနေရတဲ့အနေအထားဖြစ်နေပါပြီ။ထွေးဥရက်ကြီးနဲ့တပ်တွေကိုပေးထားတာကလည်း အောက်ကကောင်တွေကဝင်ဆွဲရင်ပြန်ရွေးရတာပဲတခုတော့ရှိတာပေါ့အဲ့ဒီလိုလူတွေကြတော့ပုံမှန်ပေါက်ဈေးတဲ့ဈေးတက်တက်တာတာနဲ့ညှိနှိုင်းပေးတာပေါ့သူများ120ဆိုသူတို့က380လောက်နဲ့ပြန်ရွေးလို့ရပါတယ်အခုအုပ်ရှိပင်မြို့နယ်မှာအသက်35နှစ်နဲ့အထက်တွေပါပြေးနေရတာလို့ဒေသခံတို့ကပြောပြထားပါတယ်အုပ်ရှိပင်မြို့အနီးကပစညောင်ခြေတော့အနီးမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာကြောင့်အသက်18နှစ်ကနေ35နှစ်အထိမဟုတ်တော့ပဲ ်အသက်40ကျော်ရီအထိပါခေါ်မယ်ဆိုတဲ့သတင်းစကားတွေပြန့်နှံ့နေတာကြောင့်အကုန်လုံးအခုလိုထွက်ပြေးနေရတယ်လို့သိရပါတယ်အသက်16နှစ်ကနေ35နှစ်အထိလူငယ်တွေကိုခေါ်မယ်ပေါ်တာဆွဲတယ်ဆိုပေမဲ့အခု35အထက်ပါခေါ်မယ်ဆိုပြီးတော့ပြောလာပါတယ်တကယ်အဆွဲခံရတာတွေလည်းရှိတယ်ဒီမှာကအထက်ကအောက်ကိုကြောက်တယ်အောက်ကအထက်ကိုမကြောက်တော့ဘူးအဲ့ဒီတော့အောက်ခြေကကောင်းတွေဘာလို့လို့အထက်ကမသိကြင်အောင်စောင့်နေရတာပေါ့ပြောရမယ်ဆိုရင်သူတို့ထမင်းအောင်မထင်ရင်ပြီးရောပြီးသူကဘာပဲလို့လို့ဆိုပြီးတော့ခွင့်ပြုပေးထားတာ မြို့ပေါ်မှာရောရွာတွေမှာပါယောက်ျားတွေဆိုတာမရှိတဲ့လောက်ကိုဖြစ်ကုန်ပြီလို့ဒေသခံတို့ကပြောပါရယ်ဗဒောင်းမြို့နယ်အုတ်ရှိပင်မြို့ကပ္ပဆာအနီးမှာအေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားမှုကနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီးတော့တိုက်ပွဲမှာတေဆုံးသွားတဲ့စစ်ခွေးတွေရဲ့ရုပ်အလောင်းတွေနဲ့လူနာတွေကိုလည်းပြည်မြို့ကရင်900ဆေးရုံနဲ့ရွှေတောင်ဆေးရုံကိုတဲဆောင်ကတေဆုံးသူတွေကိုလည်းအုတ်ရှိပင်မြို့ကတုတ်တန်နဲ့ပြည်မြို့ကအင်းငိမ့်ရာတုတ်တန်တို့မှာမိသူဂျုံနေရကြောင်းတရင်ရရှိပါတယ်ခမောင်း သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းချင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာမျိုးနဲ့မောရောင်ဒေသလမ်းမှာရှိတဲ့တိန်ခွန်ရွာဆင်မြေပြင်ကိုပို့ဆောင်ခံရတဲ့အာနာသိန်းစစ်တပ်ကတပ်သားတဲ့နှစ်ဦးဟာအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ20ရက်နေ့မှာစစ်ကောင်စီရဲ့ခလာရ280တပ်ရင်းကတပ်သားနှစ်ဦးဟာလက်နက်မဲနဲ့ KNL တပ်မဟာလေးတပ်ရင်းစစ်တပ်ထံမှအလင်းဝင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်ခိုးလုံလာတဲ့တပ်သားနှစ်ဦးဟာ ထိုင်းနိုင်ငံကိုအလုတ်သွားလုပ်တဲ့အချိန်အဖမ်းခံရပြီးတော့ထိုင်းနိုင်ငံကနေတစင်ကော်တောင်းမြို့ကိုပြန်လည်ပို့ဆောင်ခံရသူများဖြစ်တယ်လို့သိရပါဗျ။၎င်းတို့ကိုကျွန်းစုမြို့မှာရှိတဲ့အာနာတိန်စစ်တပ်ကအတင်းအဓမ္မပြည်သူစစ်မှုထမ်းတင်းနဲ့၃လတက်ခိုင်းခဲ့ပြီးတော့တိုက်ပွဲဖြစ်နေတဲ့တိန်ခုံးဘက်ကိုပို့ဆောင်ခဲ့ရမှာထွက်ပြေးလာခြင်းဖြစ်ကြောင်း KNU ဗိတ်တော်ဝဲခရိုင်ကထုတ်ပြန်ထားပါဗျ။ အာနာသိန်းစစ်တပ်ကအခုလိုမျိုးအတမစစ်သားစုဆောင်းနေတဲ့အချိန်ထိုင်းနိုင်ငံအနေနဲ့ဖမ်းမိသူများကိုမြန်မာဘက်ကိုပြန်လွှဲပေးတဲ့လုပ်ရဟာလူအခွင့်အရေးချိုးဖောက်မှုကိုကျူးလွန်တယ်လို့ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တအုပ်ကပြောပြထားပါတယ်။ထိုင်းကလည်းစစ်မှုထမ်းတယ်မထည့်ဘူးလို့ထင်ပါဘောလို့၎င်းကပြောပါတယ်။စစ်တပ်ရဲ့အတမစစ်သားစုဆောင်းမှုလုပ်ရတဲ့ကြောင်းလက်ရှိကာလမှာထိုင်းနိုင်ငံထဲမှာဖမ်းမိသူတွေကိုပြန်လည်လွှဲပြောင်းပေးခြင်းမပြုလုပ်သင့်ဘူးလို့ ကရင်သတင်းရေးမြစ်ကပြောပါရယ်အခုအလင်းဝင်လာတဲ့သူ၂ဦးအပါအဝင်စက်တင်ဘာလအတွင်းမှာ KNL တပ်မဟာ၄ထံအလင်းဝင်လာသူ စုစုပေါင်း၆ဦးရှိပြီးတော့အလင်းဝင်လာသူ၆ဦးထဲက၄ဦးဟာလက်နက်များကိုယူဆောင်လာခဲ့ကြောင်းသတင်းရရှိပါရယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ